คลิกการ์များအလုံးမဲမင်္ဂလာပါရှင် Freedom of Future Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ဖတ်ပြသွားမှာတော့ကလျာဝိစာသိပ်ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတယောက်အကြောင်းအပိုင်းစနစ်ကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ခံစားပေးကြပါအောင်ရှင်တိုင်းပြည်တပြည်အပေါ်အမြင်နဲ့အထင်ကြီးနေနေတယ် တွေ့လားစည်ရင်သားရက်ွက်တယ်ရထားလန်းကြီးလက်ရဘေးမှတစ်သားအညံ့စားနဲ့သူ့မိုးများဖြင့်ဆောက်လုံးနေထိုင်ကြသောရက်ွက်ကလေးလမ်းတွေခက်ချင်းချင်းအသီးရောင်သည့်လည်းတခြားစားသောက်ဖွဲ့ရာရောင်းသောလှဲတော်တော်များများကိုသူတို့၏အိမ်ရှိများမှတွေ့ရသည်ထို့သောတီဗီအင်တာနက်များကဖြင့်ခေါမိုးတိုင်းလူလူမှတွေ့ရသည် ထိုင်းနိုင်ငံမှာဖက်ဆက်လုတ်သော တီဗီစက်ရုံများမှဈေးပေါပေါနှင့်ဝယ်နိုင်ပါ၏။စီပူအိုးနှင့်မုတ်မျိုးစုံကြောနေသည်ကိုလည်းမြင်ရသည် ယထာလန်ဤလဝဲဘက်မှအဖြစ်စိမ့်ညှို့နေသောစပားဆိုင်ခင်များဟာဒုံမောင်းလီစေးရဲ့အရှိအမျိုးသမီးကိုဖျက်သွားတော့ရှေးလိုက်တာလေစိမ့်ထဲမှာတော့တော့ရှိမှမသိအောင်နော်ဟုတ်တယ်လေရင်ဝင်ထွက်တွေကမိနစ်တိုင်းရှိတော့ကုန်စီတုံလောင်ဖို့လေရင်ပြင်ဆင်ဖို့အပိုပစ္စည်းထားသူဖို့ဟာစတာတွေအတွက်နေရလိုအပ်လာလို့ထပ်ထပ်ပြီးတိုးချိန်နေတဲ့တမျောတခေါ်ကြီးဖြစ်လာတာစင်မင်းကယထာစင်းရင်တမျောတခေါ်ကြီးမြင့်နေရတော့ဒုံမောင်းလီစိတ်ကြီးကိုငေးနေဤအေးတောက်ကြမလား ။အော်တော်ပြီကိုကြီးလွင်အိမ်ကဝစားလာခဲ့ပြီ။ဦးမြတ်ဖုံလင်းနဲ့လုပ်ငန်းတူလောက်ကြတော့လူငယ်တထေးလေးကိုကြီးလွင်ကအယုဒ္ဓယမြို့ဟောင်းသို့လိုက်ပို့သည်။သူတပားကိုလည်းကိုကြီးတက်သဘောကလည်းကောင်းပစံလဲချမ်းသာသဖြင့်ကိုကြီးလွင်နဲ့ခရီးသွားရသည်မှစိတ်ချမ်းသာလာပါ၏။ထိုင်းရထားသည် မြို့ငယ်တစ်မြို့ကိုသွားရသည့်အတွက်ကြောင့်လာတော့မသိတိတ်ပြီးခန့်ညာသနာခြင်းမရှိပါ ကြံကင်းချင်းနေနေရာများတန်ရှင်းခြင်းအချိန်မှန်ခြင်းယထာလက်မဲ့လာစစ်ခြင်းနှင့်လုံခြုံရေးရဲများပါရှိခြင်းတို့ကိုမြင်ရပါသည်ယခုလိုအေးဘူးမျိုးစုံ စနက်လိုစားစရာထုတ်လေးမျိုးစုံကြက်ဦးပြုတ်ငုံပြုတ်စားသည့်အသည်များတက်ရောက်ကြသည်ယထာလန်းတလျှောက်လုံးစပါးနှင့်တီးနှံဆိုင်ခင်းများအများအပြားမြင်တွေ့ရပါ၏မိခိုးတလူလူနှင့်ဆက်ယုံပေါင်းများစွာလန်းတလျှောက်လုံးမှမြင်ခဲ့ရသည် ယူရီးယားရွှေတူးချထားသောကနုတ်ပန်းလက်ရပန်းတမောလက်ရမြောင်းလားစွာသောဗုဒ္ဓဘာသာဖုံးတော်ကြီးကျောင်းများကိုလည်းဖြတ်သန်းသောမြို့တိုင်းမှာတွေ့ရသည်ထေရဝါဒမစစ်တော်လဲဂေါရမမြတ်စွာဘုရားကိုကြည်ညိုသောဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ဝန်သားစရာကောင်းလာပါ၏နနက်9နာရီမိနစ်20ကဗန်ကောင်းမြို့ဘူဒာကြီးမှထွက်လာသောယထာသည်12နာရီမထိုးမီအယုဒ္ဓယာမြို့တော်ဟောင်းသို့စရောက်ခဲ့ပါသည် တုတ်တုတ်ကားကိုတမျိုးလုံးနေရအနှံ့သွားကြဖို့ငှားရသည်ဘတ်900တောင်းသဖြင့်ထိုင်းဖာသာကို ထိုင်းတယောက်ပြောနေသည်ဟုထင်ရလောက်အောင်ကိုညီလင်ကရေးလဲစွာပြောနိုင်သဖြင့်ဘတ်300နင်းစီတက်ဤအေဒီ1969ခုနှစ်တွင်အယုတ်တရားကြဆုံမျိုးပြက်ခဲ့သဖြင့်နန်းတို့ရာမတွင်းနိုင်တော့တော်လဲမျိုးရိုးနှင့်ကြုံများကြံနေသေးသည်အယုတ်တရားမျိုးတော့ပြတ်သွားတော်လဲကြံရိတ်ခဲ့သည့်တချို့သောအကြောင်းတစ်စောင်း စေဒီပထိုးနှင့်ဗုဒ္ဓရုပ်ပွားတော်များကိုကြည့်ရှုလေ့လာနိုင်ပါ၏ဝတ်အေရွန်ဝတ်ဖေယာအေရွန်အာယုံဦးဆောင်းနှင်းလွန်ပြီးဖျားရှင်ပြင်ပေါ်တို့ရောက်လာသည့်အခါမှာအမကန်းလောက်သောလက်ရများဖြင့်မြန်မာလွန်ဝင့်တယ်လွန်တပ်ပဲ့လွန်သောစေဒီတော်ကြီးပါလားဆုမြတ်တော်ဒီဖျောက်တကားမှမရောက်ဘူးသေးဘူးအရင်ခောက်တွေတုန်းကပတရားကန်းချေပဲသွားနေမိတာအခုလိုဖျားပူတာပို့ပြီးအကျိုးရှိတာပေါ့နော်မောင်အင်း နိုင်ငံသားသွားရတာချင်းတူတူကိုဗုဒ္ဓဘာသာနိုင်ငံကိုလဲခွင့်ရတာမုံမြက်လိုက်တာနော်မောင်ဖះတီထားပုံကလည်းအမကန်းပါပဲလားပကံတပ်ပိညူဖះတန်နှစ်စားလောက်မြင်းသည့်စေဒီတော်အထစ်ပေါင်း30ကျော်လောက်ရှိသည့်လေကား3စင်းဆင့်ဆက်ထားပြီးမှ ထိတ်မှလှိုင်းနဲ့တဲထားသော အာယုံဖះဆိုသည့်စေဒီတော်ကြီးအောက်ခြေမှာခက်ဆိတ်ဆိတ်ဖောင်းရည်များချိုးထားပုံက ပုံစံကြပြီးယူဒီယာကနုတ်ပန်းများမှန်စီဆွေးချနှင့် ရွှေဘော်မှာအပွင့်ဖော်ထားသောပန်းများကယူရီးယားအမှုပညာဆောင်အားတွင်ထည့်ထားသလိုပါပင်ထိုဖောင်း၏အထက်မှလက်ရမြောက်ပြီးဟန်တွေမန်တွေအပြင်နှင့်ဘလူးရုပ်ပေါင်းများစွာကအသက်ဝင်လာသဖြင့်ထွက်လာပြီးကိုက်စားတော့မီအောင်စေဒီတော်သည်ထူးလုံးချေကို လုံလုံဝင်းကြီးဖြစ်ပြီးအမှုစိတ်ကနုတ်ပန်းများနှင့် အမကန်သောအမှုပညာအမွေများအဖြစ်တင့်တယ်လာပေသည် ဖယားမြင့်ကြီးတစုတည်းသာမကပရဝုန်အတွင်းမှာရိုးရိုးစေတီတော်ပုံမျိုးလုံးဝမဟုတ်တော့လုံလုံဝင်းလက်ရဆန်းဆန်းကနုတ်ပန်းများနှင့်အယံစေတီတော်ငယ်များကလည်းအနှိမ်မြင့်နေရာဆုံးမှာဝင်းရံလျက်အဲ့ဒီမြင့်မှာကိုစုံးနီခင်းလာတာရဟန်းတန်ကတော့ရှ िख ိုးဖို့နေရာနှွေးဆိုသောမိန်ကလေးကထိုင်းဖာသာပြင်ရှင်ပြသည်များကိုကိုတက်ဦးကဘာသာပြန်ပြနေခြင်းဖြစ်၏စုမြတ်ကရိုးသေးမျက်နှိုးစွာရှ िख ိုး၍အလှငွေများထည့်ဝင်ပြီး စ္စည်းရောင်းသောဈေးတန်းငယ်များကိုလျှောက်ကြသည်ထိုင်းဘုံတော်ကြီးများသည်အဝါရောင်တောက်တောက်ပိုးတင်ငန်းကိုတစ်ခုလုံးပတ်လည်ပြီးဝစ်စင်ထားသည်ကိုလည်းထိုဖျားဝင်းနေရှိဘုံကြီးကျောင်းတွင်မြင်တွေ့ခဲ့ရပါ၏ဒီအာယုံပြအယုဒ္ဓယာပြတ်ပြီးမှဒီဘက်ကိုပြေးလာကြပြီးတော့မြို့ဒီနန်းဒီဖျားတီးခဲ့ကြတာနွေပြောသလိုဆိုရင်1968ခုနှစ်နောက်ပိုင်းမှတီးတဲ့ဖျားပေါ့နော်ကိုတော်ဟုတ်ပါတယ်မဆုမြတ် ကဘာလဲတိုးရစ်များလဲအများပြားလာကြသဖြင့်စေရန်လီမှလက်မှုပညာလက်ဆောင်ပစ္စည်းများရောင်းချကြသည်ရတောင်လှလှကလေးများ ပို့စကက်လက်ရက်သက်ဘလောက်အင်းကြီးလက်ထိုးပန်းပွင့်ပါသောအထည်စားလေးများအပြင်လက်ရမြောက်သောနတ်သားရုပ်နတ်သမီးရုပ်ဘလူးရုပ်မျိုးစုံများအပြင်နှွေမိုးဆောင်သုံးစု ရွှေငွေကြီးသုံးစုတဲထားသောဖျားရုပ်တော်များကို ရောင်းချကြလေသည် အုံတီစိမ်းများဒူရင်သည့်အမှောက်ခွာပြီးသားများကိုလည်းရောင်းချကြပါသည် ။ဟီတို့အမကန်အမှုပညာများဖြင့်ပူဇော်ထားသောအာယုံဦးဖရာကိုဖူးခွင်ရသဖြင့်လိုက်ပို့သူများကိုဆုမြတ်တင်စာကျေးဇူးတင်ရင်းမဆုံးနိုင်တော့ပါ။မောင်ကလေဒယ်ဒီနဲ့ချိန်သားပါတယ်ဆိုမှသွားနေလိုက်တာအကြာကြီးပဲဒယ်ဒီကအချိန်တိကျမှကြိုက်တာအချိန်မတိကျလို့မကြိုက်လည်းမတတ်နိုင်ဘူးစုမောင်ကလည်းမောင်ငယ်ချင်းစိုးအောင်လည်းကြုံလို့လွတ်လပ်သွားခြင်းလို့သွားတာပဲဟမ်တငယ်ချင်းနဲ့လွတ်လပ်သွားခြင်းနဲ့ဆိုတော့အစူးမြတ်နဲ့သွားရတာမလွတ်လပ်လို့လားစင်မင်းတော်သားဖြင့်လှမ်းကြည့်လိုက်သည သူရဲ့အောက်မှနေပြီး သူ့မသာဩဇာသားရှိလင်ဒီမိမကိုဖျက်ရဲလိုက်ခြင်းသည်သို့တော့ပါနဲ့လေပတ်စွာကောက်ကျစ်တတ်သောဇင်မင်းက သူ့အိမ်ကြီးမှဆုံးထင်းလာသောနှကန်းနီများကိုလည်းကွယ်ဝဲရန်ရှိသေးသဖြင့်ဒေါသမျက်နာကိုခွာခြား၍စင်လဲစွာပြုံးရင်းပါလီတချက်ဆွဲလိမ်ပြီးရချိုခန်းနဲ့ပြေးဝင်လိုက်ရသည် လေစိမ့်မှတွေးခဲ့သောစိုးအောင်စုသူနှင့်တယ်လီဖုန်းအဆက်အသွယ်ရပြီးနောက်သူလာခေါ်သွားသည်မှမနက်စာစားပြီးကလေးကဖြစ်သည် ကိုဒယ်ဒီနဲ့ချိန်နာတော့ညစာစားပွဲသွားဖို့ကအချိန်မိနစ်ပိုင်းနာလိုတော့သည်သူမြတ်တင်စားကညပွဲဝစ်တော့အနဲ့ရောင်ဝစ်ဆုံးနှင့်ဖြူဝင်းတော့အသားများကလိုက်ဖက်လှကြည်သည်မောင်မြ мян လောက်ပါမပြီးသေးဘူးလားခဏလေးပြီးပြီအင်ကြီးလျှော်နေလို့အမလီရေးတဲ့မြအင်ကြီးလျှော်နေရသည်သူမြတ်လျှော်မယ်ထားခဲ့စဲမှာရေချိုးကန်တကာကို တုံးတုံးတတိုင်းတိုင်းထူရင်အော်လိုက်မှထွက်လာသည်နှကန်းနီပေးရင်နေသောအင်ကြီးကစပြမြုံများအောင်မှမြုံလျက် စုမြထုတ်ပေးသောအနှံ့ရောင်စုဖြစ်သောအင်ကြီးပေါင်းမီနှင့်နဂရိုင်တို့ကအသင်လာလာသွားကြမယ်စုမြလက်ကိုဆွဲပြီးပြေထွက်ပြန်တော့လဲစောစောကစိုးရင်စိတ်ဒေါသစိတ်များကပြဲလွင်က စုမြကတူတူလေးရေမောရင်ဆဲထဲတိုင်းမှပြေးစင်ခဲ့ကြသည် အသင်တွေ့သော တစီနှင့်လာခဲ့၏စုမြတို့နေသောနေရာနှင့်ဤသည့်ဟိုတယ်တစ်ခုတွင်ချိန်နာသဖြင့်တိတ်ကြကြမသွားလိုက်ရာသို့သောဦးမြဖုံလင်းကရောက်နှင့်နေပြီး sorry daddy ဆက်မိနစ်လောက်နှုတ်ကြသွားတယ်14မိနစ်ဒီမြသာပြောပြီးဟိုတယ်ထဲဝင်သွားသဖြင့်ဇင်မင်းကအချင်းကြီးဆိုတော့အကြီးနှင်းကြီးလိုက်မိသည်ညစာစားပွဲဆိုတော့လဲသူတို့၃ယောက်ထဲပါလားကြိုတင်မှကြားထားပုံရသည်သူတို့ထိုင်မိသည်နှင့်တန့်ရှင်းယိုကျိုးသောဇပွဲထိုးလေးနှစ်ယောက်ကလေးလေးစားစားကြီးကိုအဲဝဲပြူကြတော့သည် အနောက်တိုင်းဆဆမိုးစုကအရင်လာသည်ချစ်ချွဲချွမြမြဆွပြုတ်ရေကိုတောက်ပြီးမှ အသေးရွယ်ပုံစံဆုံးအသားမျိုးစုံပေါင်မုံနှင့်အာလူကိုပင်အာလူဟင်းမမတိအောင်ချက်ထားသောဟင်းလျာမျိုးစုံကိုခရင်တွင်ထားစိုက်မျိုးစုံနှင့်ဇွန်အွေဆုံတွင်နှင့်ရောက်မှကြီးရှိမှစားရတော့ရတာစိတ်ချင်းကြလာသည် နေလေစီကစိုးအောင်နေပျော်ရွှင်လွတ်လပ်ခဲ့ရသောအရာသာလေးပြတ်သုံးသွားပြီဟုခန့်ယူမိ၏။ကဲမောင်စင်မင်းကဘယ်လုပ်ငန်းလုပ်ချင်တယ်လဲ ဒေဒီပါကူနီရမလဲကျွန်တော်ကုမ္ပဏီထောင်ခြင်းနေကမ္ပဏီရောက်ခမကြီးကအန်အောတန်နှင့်ဘိုးလိုပီသားစွာပြောလာ၍သူကောင်းငိမ့်ပြရာဤဘလူကမ္ပဏီကိုထောင်ခြင်းတာလဲရုံးကန်နေပါလေဖွင့်ပြီးတော့ဒီဟာပစ္စည်းတွေဟိုဖို့ဟိုဟာပစ္စည်းဒီဖို့တဲ့အလုပ်ပေါ့ဦးမြတ်ဖုံလင်းသားမကဆုမြတ်တင်စားပါအတော်ကိုစိတ်ပြတ်သွားသည်ဒီကောင်ဘာမှနားမလဲပါလားဆိုတော့အကြည့်ဖြင့်ဦးမြတ်ဖုံလင်းကဆုံးချစွာကြည်ဤမောင်ဘာမှနားမလဲရှာပါလားဆိုတော့အကြည့်ဖြင့် ချက်စနီဤအကျဉ်းနာအကြည့်ဖြင့်ဆူမြတ်ကကြည်ပေးပါ၏နေလေကသာမောင်ရှိနေရင်ထယ်ဒီနဲ့တွေ့တဲ့အခါဘာတွေပြောပြီးဘာတွေတောင်းဆိုကြမည်ဟုတိုင်ပင်ဖို့အကူတော့ဘာအစီအစဉ်မှမရှိပဲရုတ်တရက်ကြီးပြောချလိုက်သဖြင့်ဆူမြတ်မှဖားခင်နေခင်မွန်ကြား၌ချက်တယ်ဆိုပိတ်စွာစိတ်ဆင်းရဲလိုက်ရတာအေးလီခုချက်ချင်းတော့ဘာမှမဆုံးဖြတ်ကြနိုင်အောင်ပေါ့ဒေဒီစီစဉ်ကြည့်ပါဦးမယ်တမီးကြီး ချစ်လားစွာသော သမီးကြီးအကြက်တဲကိုပါနဲ့လိမ်မာစွာနားလေလွန်းသောဦးမြတ်ဖုံးလေးကစီပွားရေးကဏ္ဍကိုဒီနေရာမှာရန်တန်လိုက်သည်စင်မင်းဤအစီအစဉ်မကြသောစကားများအင်္ဂလိပ်စကားမပီတသောအပြောများနှင့်ပါကူမှလေးလေးလက်လက်ရှိပုံမရသော ဖြစ်ရများအတွက်ဦးမြတ်ဖုံးလေးအတော်ကြီးစိတ်ပြတ်သွားပုံရ၏နောက်ကဘာအစီအစဉ်ရှိသေးလဲဘာမှမရှိပါဘူးဒယ်ဒီမနက်ပိုင်းရှော့ပင်းကစားစရာလေးပါလေးတော့ဝယ်ယူမှာပဲအေးဒယ်ဒီညနေကျရင်လေးကွင်းဆင်းခဲ့မှာ အားလူလာတဲ့ဒီရဲ့အောင်ဂျိုလို့ထားမှာပေါ့အပွင့်မှန်တကူကိုတော့နေ့လေဆွေးလိုက်ရတယ်ဒီခက်ကတော့ဒေဒီတို့ငငယ်ကလို့ slow and steady မရတော့ဘူးသမီးရဲ့အရာတိုင်းကို ရှက်ဖြစ်နေမှဒေဒီချင်းတိတ်ကောင်းနေပါလေသမီးကြီးကထွက်လာနိုင်ရင်လေဒေဒီတကူစီစဉ်ပြီးလို့ရပြီ but သောသောသောစကားကိုရက်ပြီးတမတ်ကိုကြည်လိုက်သည် ဘာမှပြင်ဆင်မပြောပါဒက်ဒီတန်မှာမိမိခင်မုံကိုကျဉ်းမှုရမသွားအောင်ဆုမြတ်တင်စာကြေခွဲစွာနားလဲရပါ၏ဒီဆက်ဆိုတော့အချို့ဝဲကိုစားဟိုတယ်မှာပေးတော့လက်ဆောင်ပစ္စည်းလေးကိုယူပြီးလူချင်းခွဲလိုက်ကြသည် ထိုင်းနိုင်ငံ၏ဘန်ကောက်မြို့တော်ကြီးကိုနှုတ်ဆက်ရသောညဘာရီဝလာပြန်လာလဲမင်းမင်းရေမမစားဘူးပန်းသေးရွှေပစုံကငါပြောသေးပါမယ်ဈေးကြီးလိုက်တာတွေကွယ် ဒါမှမမရောဟောရီဘိုက်တရတာလီရောအားရှိမှလေအထွာဆောင်နဲ့ကြည်ပီပီမို့ပါလင်းဝင်းမဲဆိုတာတီခွင်ရခဲ့ပြီးတာလီဆို၍မင်းမင်းပြောနေရှာသည်အားရှိတာရစားအလုံးလုံးလူလဲဝါအီနေပါပြီကွယ်မွေးကနေလို့ပေါင်ချိန်တက်တာကောင်းတယ်တဲ့ဒါမှတာလီကဖတ်တိဘုတ်တွေဖြစ်မှလေမမရဲ့တိတ်ပျော်နေတယ်ပေါ့လေပျော်တယ်ဆိုတဲ့စကားကျွန်တော်တို့ကမလုံလောက်သေးဘူးဗျလုံလောက်အောင်ပြောဖို့စကားလဲမြန်မာဟောရတာမှရှာလို့မရနိုင်သေးဘူးဒါဒီထဲမှာပဲရှိတာ သူရင်ဘက်ကိုလက်ညှိုးထိုးပြပြီးထွက်ပြေးသွား၏မကြာမီမှာပင်ပန်းသီးစိတ်ပြီးသားလက်လက်မွမွေးလေးများယူလာကပန်းသီးဝယ်လာယုံမကစိတ်ခွဲပြီးပစက်တဲ့အထိခွန့်ကျွေးနေသောခင်မွန်းကိုနှုတ်တွေလှမ်းကြည့်ပြီးရင်ခွင်နဲ့ခေါင်းခွေးပြစ်လိုက်ခြင်းမိသည် အချစ်သည်တပင်တပင်နှင့်တူ၏မိမိကိုယ်တိုင်စိုက်ပြိုးထားသောတပင်မှမှွေးထုံသောပန်းရံနဲ့ကိုနန်းဆိုင်ခွင်ရာ၏ချိုမြသောတစ်တီးကိုစားသုံးခွင်ရာ၏ ယခုမင်းမင်းတီလဲရိယကြီးစွာစေတနာများစွာအကျင်နာပြေဝစွာဖြင့်အချစ်တပင်တပင်ကိုသူဆိုင်ပြိုးခဲ့၍သူဤချက်လားစွာသောမမာဤတုတ်ပြန့်ချစ်ခြင်းကိုပိုင်ဆိုင်ခွင့်ရယုံမက သူအတွက်သူဘဝ၏အလင်းရောင်သူဘဝ၏မျောလင်းချက် သူဘဝ၏အင်အားအဖြစ်တားရောက်ကြလေကိုသူဤချစ်ဆုံးမမာကမွေးဖွားတန်းစင်ပေးပေတော်မူ။ဟာတော်လေးဇီးရပြန်လာပြီ။မမစားဖို့ကြက်သားပါရလား။ဖီးချံကပြောသည်ရောပါရနော်။ ပါပတော့ကြက်ကမွေးမြူရေးချက်တွေဆိုရင်ဤမဆိုးလို့မြမကြက်ဝဲလာတယ်။ဂျင်းမုံသားလေးကြော်ပေးမလို့။ဟာအမေတို့မင်းမင်းတို့ကလည်းသမီးကိုလူမုံမကြီးကြနေတာပဲ။စိတ်တောင်ညစ်လာပဲ။ဟဲ့ကိုကူတို့နဲ့ကိုဖြစ်တာ။ဘိုက်ထဲကငါမီးကဖုံးနဲ့ကန်းနဲ့လာတာလေ။တွေ့ဘူးလား။တို့မိသားစုဒီကလေးကိုဝန်ဆရှိကလေးကအဆက်ဆာရရဆင်ပြေးနေတာလေ။အင်းဟုတ်ပါရဲ့နော်။သူတို့မိသားစုသူတို့ဤကျူးကျော်ရက်ခွက်ကလေးမှထွက်ခွာနိုင်ခဲ့ပြီး ဖြဲ့ရန်နီးလာပြီဆိုသဖြင့်ဝယ်မဲ့သူမရှိ၍တသားနှင့်သူဟောင်းများကိုဖြတ်ပြီးရောင်းပစ်ခဲ့ပြီးယခုလှိုင်မျိုးနယ်ထဲမှ၆ထက်တဤလေးလွာမှအခန်းတကန်ကိုဝယ်ယူပိုင်ဆိုင်မိမိသားစု၄ယောက်ပြောင်းလာခဲ့ကြသည်မကြာမီမျိုးဆက်တစ်ကလေးတိုးလာပြီး၅ယောက်ဖြစ်ပေတော့မည်ယခုနှုထွေဖခင်ကပါအလုထွက်ပြီးတမန်နှင့်အတူပယံလုပ်ငန်းကိုဦးစီးလိုက်သဖြင့်သူတို့ကခေါင်းဆောင်ဖြစ်လာပြီးအလုသမားပြန်ငားရသည် ကန်ထရိုက်တိုက်ကြီး၏လက်အောက်မှပယံကန်ထရိုက်သဘောမျိုးဖြစ်လာသည်ဖြင့်ဝင်ငွေကောင်းလာသည်တော်တင်မီကလည်းတမင်းမွေးဘွားကနင်းဖြစ်သောယခုလားကောင်မှစာရွေခွင့်ရရှိယူပြီးနောက်မှ အလုထွက်လိုက်တော့သည်ဟီမီသားစုတစ်ခုလုံးဘွားပြောင်းသွားသလိုတိုးထက်သွားခဲ့သည်မှမောင်မြင့်မင်းနှင့်ဦးလာထွေတို့၏စွမ်းဆောင်ချက်များကြောင့်ကြီးမဟုတ်ပါလေဟမ်မမစမြတ်ပါလား ဟုတ်တယ်ညီမလေးအိပ်ပျော်နေလို့နတ်ကိုတော့မနှိုးပါနဲ့လို့ပြောပြီးထိုင်ဆောင်နေတာဒါလေးကိုကြည့်ပြီးပြီလားယူတော်ချီကြည့်ပြီးပြီချစ်စရာကောင်းလိုက်တဲ့ကလေးကြီးကွယ်ရုပ်ကလည်းရုပ်ချောသူ့ဘာအိမ်နဲ့ပို့တူတယ်နော်ဆူမြတ်တင်စားကယူသားစွာပြောလိုက်တော့လဲနုနုထွေးဤနှလုံးနုနုလေးလှက်ခနဲတစ်ချက်အခုံမြန်သွား၏ကိုဦးကိုနှလုံးသားထဲမှနစ်နေအောင်ချစ်ခဲ့ဖူးသည်မှန်တော့လဲကိုဦးအားစတင်ဆွခွာသွားရုံမက သူ့ကိုတိတ်ချစ်စာတော့မင်းမင်းလေးနဲ့အိမ်အောင်ကြာပြီးနောက်မှာမြမမျိုးသမီးပြီသားစွာစိတ်နှစ်ပင်မပြတ်မမီခဲ့တော့ပါအိမ်အောင်တဲ့မင်းကလေးတယောက်ဤဂုံတိတ်ကာကိုရာနှုံးပြေရာတပ်ပန့်ထိမ့်သိမ့်မိနှုထွေးပါ။တောင်းလည်းပြေကလေးအားတိတ်ထွားလို့ခွဲမဖြစ်မယ်လို့အိုကြီးမမချင်းနီကပြောတယ်လေ။လိုအပ်သလိုလုပ်ပါလို့မမဆုမြက်ကအပ်လိုက်ပါတယ်။အဲ့ဆရာဝန်ကတကယ်တော်တာမမတို့နဲ့ဆိုညီမလိုပဲရင်းနှီးပါတယ်။မမဆုမြက်ဂျေဇုရီကညားလာပါပြီရှင်။အဲ့ဒါကြီးပြောမနေစမ်းပါနဲ့ညီမလေးရဲ့ တူရွကြည့်ရတာအားရစရာကောင်းလွန်လို့ဘိုက်ခွဲရတာလည်းမပြောနဲ့လေကလေးကကူးဖောင်ကြော်တာတဲ့သူမြတ်တင်စားကတကယ်ကိုဖြူစင်သောစေတနာဖြင့်ဝမ်းသာအားရရှိနေရှာသည်သူမြတ်တင်စားဤပင်ကိုစိတ်ရင်းကအဖြူရောင်ဖြစ်ပြီးတရာတရားလဲထက်သန်ဤသို့သောဖခင်နေဝေးกว่าပြီးမာနာရူးဖြင့်ဝင်ရန်ကအောက်ခြေလူဒန်းစားကိုအထင်သေးလွန်သောမိခင်၏အရေးအောက်မှနေခဲ့ရသဖြင့်သူမြတ်တင်စားအမားများစွာကိုကျူးလွန်ခဲ့မိခြင်းဖြစ်သည်ဟာအမဆုမြတ် တယောက်တည်းလားအကိုမပါဘူးလားမမေရဲ့အကိုကဘယ်တော့မှမြန်မာမနဲ့လိုက်ဖူးလို့လဲကွယ်ဩဟုတ်တာပဲအထူးသဖြင့်ကျွန်တော်တို့စီဘောသူတော့ခွင့်လွှတ်ထားလိုက်ပါကွယ်ဒါနဲ့မမေကကူမလာလားဒီမှာ ਉਹ နေတာမမဆွမြက်ရေမမင်းတဲလွန်လွန်စိတ်တောင်မြက်တယ်မမင်းကသူ့ချစ်မမမျက်နှာနာကပ်ပြီးမျက်လုံးပြူပြားလိုက်သည်ရှင်မျိုးစွာလည်းရေမောလျက်ထမမမင်းမင်းပွေထားမယ် နုနုထွေးကိုပွေးထူပြီးဖတ်ထုတ်ပြုတ်ကိုဆရာမကခွက်ကင်ယွန်သူကတစုံချင်းခတ်တိုက်နေ၍နေပါတောက်နိုင်ပါတယ်မရဘူးမမတောက်ရင်ဖတ်ထုတ်ပြုတ်ပဲတောက်ရမယ်မိမိတိုက်တော့မြစ်တာတွေပါခတ်ထားလို့ပူပြီးချိုရဲဗျစွန်မြတ်တင်စာဤရှေမောင်မို့ချက်သွားတော့လဲမိမိစကလုံးများကပြားရည်စန်းနာသလိုချုံမိန်လာ၍နုထွေးဤအပြုံးကဝင်းလဲတောက်ပါလာကြသည် နုထွေးဤစာတောင်းမှုလက်စားတပြီးချိန်မှာ ကလေးရအောင်ကိုတဖြင့်မိခင်ဤနိုဂျိုတိုက်ကျွေးရန် သူနာပြုဆရာမကပြင်ဆင်တော့လဲမင်းမင်းကရှေးကပါဝင်ပြန်သည်ရတယ်ဆရာမကျွန်တော်လုပ်လိုက်မယ်နုထွေးဤပေါင်ပေါ်ကိုခေါင်းတင်ခေါင်းပေါ်ကလေးလေးကိုတင်ပြီးနိုဂျိုတိုက်ကျွေးစေသည်ဟဲ့အောင်တိုင်းစို့လေကွာနုနုထွေးရတားရင်သွေးလေးကိုမိဘတို့ဤမြတ်တာရေးပြည့်နေသောမြဝန်းများဖြင့်ပြိုင်တူငုံကြည့်နေသောမြင်ကွင်းနှင့် မင်းမင်းဤချစ်စနီးပေါ်ယူရကျင်နာခြင်းများကို ငေးကြည့်ရင်စုမြတ်တင်စာဤနှလုံးသားကိုညှိချလိုက်သလိုနာကျင်စွာခံစားလျက်မျက်ရည်တို့ဆိုးလာသည်မောင်တို့လွတ်လပ်ပဲနေကြအောင်ကလေးမြူသေးဦးနော်စုသူစီမံကြောင့်သူတို့နောက်မှအိမ်အောင်ကြတော့မင်းမင်းတို့ပင်ကလေးရခဲ့ပြီးမိသားစုဆိုသောလူသားတို့ဤမျက်နှာဝဲချစ်ချင်းမြတ်တာများဖြင့်ဖွဲ့စည်းထားသောအစုဖွဲ့လေးဖြစ်လာအောင် မောင်ကဘာလို့မြန်မဖန်ဆင်းစင်ရတာလဲကွယ် သူမြဲရင်ထဲ၌စူကြက်လာသည် မိမင်းတို့မိသားစုကိုမူရိဒာစိတ်ဖြင့်ကြည်လင်ချမ်းမြေ့စွာခံစားပေးလို့ရတော်လဲမိမိ၏အဖြစ်ကိုနာကျင်ကြေကွဲစွာခံစားနေရသဖြင့်သူတို့ရှိမှကြာရှည်နေရသောတတိများပျောက်ဆုံးခဲ့ပြီးတနည်းတပိုးပါလာသောပစ္စည်းများပေ၍နှုတ်ဆက်ကဆေးရုံမှထွက်လာပြီးတယောက်တည်းကမောင်းလာခဲ့သည် မောင်းလဲဒီအချိန်အိမ်၌ရှိနေမှမဟုတ်တာသိကြသည့်အတွက်သူမြဲအိမ်ပြန်ခြင်းစိတ်မရှိပါ ကားတာမောင်းနေရသည်ဘယ်သွားလို့ဘယ်သွားရမှာပင်မသိဥတီချက်မရှိခင်မုန်းတဲ့တယောက်ဤအကျဉ်းနာပါသောမြတ်တာတရားသည်မိမသားတယောက်ဤဘဝကိုအိမ်ငိမ်ချမ်းသာစွာပြည့်ပြည့်စုံလုံခြုံနေထွေးခွင့်ရသလားခင်မုန်းတဲ့တယောက်ဤအကျဉ်းနာမဲ့သောအပြစ်ကတရားသည်ဇနီးမယားဤဘဝအားခက်သိမ်းသောပူလောင်မှုကို ပေးဆွဲနိုင်ခြင်းတည်းက ုတ်ကဲ့ပါရှင်ဒီနေ့ Freedom of Future Channel ရဲ့ဝိုင်းတော်သားများတင်ဆက်ပတ်ပြပေးခဲ့တာကတော့ကလျာဝိစာသိပ်ပံရေးသားထားတဲ့ဆင်းလဲသောယောက်ျားတယောက်အကြောင်းအပိုင်းစနစ်ကိုဖျက်ပြသွားတာဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ပေးခဲ့ပါသောကလစ်ကများအလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်နောက်နေ့ပိုင်းဆက်များမှပြန်လည်တွေ့ဆုံပါမယ်ရှင်